ားလုံးပဲမြင်လာပါအာဆင်နယ်ဘက်ကဂျေဂျင်းကလည်းပြန်လဲကြည့်စို့ live ပဲဒီနေ့မှာတော့ Fulham နဲ့ Arsenal ရဲ့ထိတ်တိုက်တွေ့ဆုံမှု Landed Derby Premier League ပွဲစဉ်ရှေ့ကပွဲကျုံ၃၀ချယ်ဗီဒီယိုလေးကိုပြုလုပ်ပြီးတော့မှာဖြစ်တယ်ဒီနေ့သိရင် Let Low Found ရတော့ Fulham အသင်းကနှစ်ပွဲရှုံးထားပြီးတော့၃ပွဲအနိုင်ရရှိထားခဲ့တဲ့နောက်ဆုံး၅ပွဲမှာ Arsenal အသင်းကတော့နောက်ဆုံး၅ပွဲမှာ၄ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့တပွဲတည်ကြထားခဲ့တယ်အဲ့တော့ဒီနေ့ကလက်တလောအဆင်ရည်ဒီမူရတယ်အာဆင်နယ်အသင်းကအဆင် ကက်မာဖူဟန်တင်းကအဆင့်14မှာရောက်ရှိနေခဲ့တယ်ပေါ့နော်အဲ့တော့အာဆင်နယ်အသင်းကဒီ2023 24နှစ်ရာသီဆက်တိုက်ဖူဟန်တင်းရဲ့အိမ်ခွင်းမှာအနည်းငယ်တိုင်ပတ်နေခဲ့တာကိုတွေ့ရတယ်အနိုင်မရရှိကြဘူးတည်ရတပွဲရှုံးတပွဲပေါ့နော်သို့တော့လန်ဒန်ဒာဘီနောက်ဆုံးပစ်ဆုံးခဲ့တဲ့16ပွဲမှာအာဆင်နယ်အသင်းကတပွဲသာရှုံးနေထားခဲ့တဲ့ရစစ်တခုကိုရရှိထားခဲ့ပြီးတော့ဖူဟန်တင်းနဲ့ထိပ်တိုက်တွေ့ဆုံမှု65ပွဲမှာလည်း43ပွဲတိတိ အနာရရှိထားခဲ့တယ်အဲ့တော့ဖူဟန်တင်းမှာလက်တလုံးမှာစောင့်ကြည့်ရမယ့်ကစားသမားဆိုလို့ EVP တယောက်ရှိမယ်ပေါ့နော်ဒါလည်းကျွန်တော်တို့အစဉ်ရကစားသမားအောင်ဖြစ်တယ်နော်တယောက်ကတော့စပီရိုရှိမယ်အဲ့တော့ဒီကစားသမားရဲ့ဘီဖူဟန်တင်းကဒီတစ်မှာအရန်ကြီးလောက်လောက်လာဖြစ်နေတဲ့အနေအထားတစ်ခုမှတော့ရှိမနေဘူးအစဉ်နဲ့တင်းရဲ့လက်တလုံးကစားခံရရလေဖူဟန်တင်းကိုအနာရရှိဖို့အတွက်အရန်ကြီးခက်ခဲနေမယ်လို့မမြင်ဘူး ပြီးခဲ့တဲ့နေ့ရက်ဒီစက်တိုင်းအာဆင်နယ်သင်းဖူဝမ်အင်ကွင်းမှာအခက်တွေ့ခဲ့ပေမဲ့ဒီပွဲမှာတော့အာဆင်နယ်သင်းအနေနဲ့လွယ်လွယ်ကူကူအနိုင်ရရှိသွားမယ်လို့ပဲထင်တယ်။အာဆင်နယ်သင်းမှာလက်တလုံးမှာအိုလီဂက်အနိုင်ရရှိထားတယ်ဆိုပြီးတန်ရောက်အစီကနဲ့ပဲပွဲထွက်လာမယ်လို့မြင်တယ်။နောက်မှတစ်ဖက်မှာတော့မာတင်နဲလီရောထရော့ဆက်ထွက်လာမှာဂျန်နက်စာသမားတွေကတော့အထိုင်အနေနဲ့ပဲပါလာမယ်လို့မြင်တယ်။ဒီပွဲမှာတော့ဒါဖူဝမ်သင်းရဲ့အင်ဂွေးလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဇိုဘီမန်ဂျီနဲ့ဒီကန်ရိုက်စ်ကဒီဖန်ဆစ်အထိုင်ကိုမြင်ရဖို့အတွက်ကိုမြင်ရတယ် အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မယ်ရီနိုလည်းပိုင်ပါလာမယ်ပေါ့နော်နောက်တန်းကတော့ပုံမှန်အထိုင်တိုင်းပဲဖြစ်လိမ့်မယ်ဒီပွဲကိုအာဆင်နယ်ကတတ်တမ်းတတ်တာပဲအနိုင်ရရှိမယ်လို့ထပ်မံခံမှန်းတယ်ဆိုရင်အားလုံးအတွက်အနည်းငယ်ပိုရည်လို့လည်းထင်ကောင်းထင်မယ်ဒါပေမဲ့ဒီရာဒီအာဆင်နယ်သင်းရဲ့ဖောင်းကိုအပြည့်အဝယုံကြည်မှုရှိတယ်ပရိသတ်တယောက်အနေနဲ့ကတော့ဖီဒီယိုဂရက်ကဲဆွမ်းဆောင်ရည်ကလည်းပဲကိုမသွင်းသည့်ခံအောင်အသင်းမှာ impact ကြီးကြီးမားမားရှိနေတယ်လို့ခံစားရရတယ်ဒီလိုကြောင့်မလို့ဒီပွဲမှာလည်းပဲ ုံမှန်အတိုင်းပဲကျွန်တော်တို့အနိုင်ယူသွားနိုင်မယ်လို့ထင်တယ်။ကျွန်တော်ရဲ့ campaign ကိုရလက်ကတော့1 0 Arsenal 2 C2 ဆိုရရလည်းနဲ့အာဆင်နယ်နဲ့အနိုင်ရသွားမယ်လို့ခံမှန်းရတယ်ဒီနေ့ဗီဒီယိုလေးအဆုံးသတ်ဖို့ပြုပါညချင်းတွေအမြင်လေးတွေကိုကြောက်မှန်မှရေးခဲ့လို့ရတယ်ကျွန်တော်လည်းနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံပြကြတာပေါ့အဆုံးတိကျရတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးများရင်တပါတယ်